Stone Axe မှာကျေသူပါတယ် Godzilla တို့ King Kong တို့ဆိုတဲ့လူကြိုက်များပြီးသား Monster ကြီးတွေဒီ DC Comics က Superman တို့ Batman တို့လို hero တွေနဲ့ခြားကြအောင်မဲ့ Justice League vs Godzilla vs Kong ဒီ2025မှာ sequel ထပ်မံထွာလာခဲ့ပါပြီအရင်တစ်ခေါက်ဇာတ်လမ်းမှာတော့ Justice League ရဲ့ villain ဖြစ်တဲ့ Twinmaker ဒီ reality ကိုပြောင်းလဲနိုင်တဲ့ကြောက်တုံးကိုအသုံးပြုပြီးတော့ Godzilla တို့လို Monster ကြီးတွေကိုကဘာပေါ်စီကိုစင်ခေါ်ခဲ့ခြင်းဖြစ်ပါတယ်ဒီတစ်ခေါက်မှာပို့ပြီးတော့မိုက်သွားစေတာကတော့ Justice League တွေက Monster Verse အထိကိုသွားပြီးတော့ Monster ကြီးတွေ Titan တွေနဲ့ခြားကြရမှာဖြစ်လို့ လို့စိတ်ဝင်စားကြရဲဆိုရင်ဗီဒီယိုလေးကိုဆုံးအောင်အထိကြည့်သွားပေးကြပါအောင်အခုကတော့ intro လေးပြီးရင်စလိုက်အောင်I am vengeance. I am the night. I am Batman. โอเคအခု comic အစကိုတော့အရင်တစ်ခေါက်မှာကဘာပေါ်ကိုလာပြီးတော့ Titan Monster ကြီးတွေတောင်းညံသွားခဲ့ကြတဲ့ footage တွေကို Amanda Waller က TV တွေပေါ်ကနေပြီးတော့ကြည့်ရှုနေပါတယ် and says never again ဒါမျိုးထပ်မဖြစ်စေရဘူးလို့ဆိုရင်ねသူ့မှာရှိတဲ့ plan တစ်ခုကိုအကောင့်ထည့်ဖို့ဖို့အတွက်စတင်ခဲ့ပါတယ်အဲ့ဒီ plan ကတော့ထုံးစံအတိုင်းသူရဲ့ Suicide Squad ဖြစ်နေပြီးတော့ဒီတစ်ခေါက်မှာ member တွေက Harley Quinn, Lex Luthor, Captain Boomerang, King Shark, Peacemaker, Captain Cold, Black Manta, Killer Croc, Enchantress နဲ့ Cheetah တို့ဖြစ်နေကြပါတယ်သူတို့ကို Amanda Waller နဲ့တွဲဖက်ပြီးတော့ဦး ဆောင်မှာကတော့ Monster Verse ရုပ်ရှင်တွေမှာ villain character အဖြစ်ပါဝင်တတ်တဲ့ Colonel Shaw ဖြစ်နေပါတယ်။မြင်ရတာအရတော့ Amanda Waller ဒီနောက်တစ်ခေါက်ဒါမျိုး Superman အထီးကိုတောင်မှတပ်ပစ်နိုင်တဲ့ Titan Monster ကြီးတွေရောက်လာကြအောင်မယ်ဆိုရင်ကာကွယ်ဖို့အတွက်အခု Suicide Squad ကိုအသုံးပြုပြီးတော့ plan တစ်ခုကိုစီစဉ်နေပုံရပါတယ်။တစ်ဖက်မှာတော့ Church တစ်ခုမှာ Barry Allen The Flash ကသူ့ရဲ့ခြေရာသူ Iris Wars နဲ့မင်္ဂလာဆောင်ပွဲကိုကျင်းပနေပါတယ်။မင်္ဂလာဆောင် Superman နဲ့ Green Lantern တို့ကဒါတခွင်ရခဲ့ပြီးတော့တခြားတငယ်ချင်းတွေဖြစ်တဲ့ Hero တွေကတော့ Hall of Justice တဲမှာပဲ TV ပေါ်ကနေကြည်ရင်တဲ့ Wine One ်ပြုပေးနေကြပါတယ်။ Superman နဲ့ Hal Jordan တို့ဒီ Barry နဲ့အလုပ်ပိုင်းဆိုင်ရာမှာ fee တူတဲ့အတွက်မင်္ဂလာဆောင်ပွဲကိုတက်ရောက်လို့ရတာဖြစ်ကြောင်းနဲ့ငါတို့ကဒါပွဲကိုသွားပြီးတော့တက်မယ်ဆိုရင်မလိုအပ်တဲ့တန်တရားဝင်မှုတွေမေးခွန်းတွေများသွားနိုင်တယ်ဆိုပြီးတော့ Cyborg ကရှင်းပြလာခဲ့ပါတယ်။ And big reason အဲ့ထက်ကြီးမားတဲ့အဓိကအကြောင်းအရင်းကတော့ Barry ဒီသူအခုလက်ထပ်လိုက်တဲ့ Iris West ကိုသူက Flash ဖြစ်ပါတယ်ဆိုတာကိုမပြောပြရသေးခြင်းဖြစ်ပါတယ်။ဒါတော့မှ Flash ဒီမင်္ဂလာဆောင်နေရင်းနဲ့ပြေးထွက်လာပြီးတော့ border တွေကိုပွဲတက်ပေးလို့ကျေးဇူးတင်ကြောင်းကိုလာပြောလိုက်ပါသေးတယ်။ပြီးတော့ပြန်ပြေးပြီးတော့သူရဲ့မိန်းမနဲ့အတူ ကာနေလိုက်ပါတယ်။ဘတ်ပြတနာကအဲ့ဒီပွဲအထိကိုလိုက်လာခဲ့ပါတယ်။မာစီဂရိဖ်ဆိုတဲ့ဆော်လေးစီကနေပြီးတော့ဖုံးဝင်လာတယ်။ဖန်ထားတဲ့နေရာကနေပြီးတော့လက်စ်လူတော်ကပျောက်သွားတယ်ဆိုပြီးတော့တတင်းရလိုက်ပါတယ်။ Of course လက်စ်တိုကိုအမန်ဒါဝေါ်လာကသူ့ရဲ့အစီအစဉ်အတွက်ဘယ်သူမှမသိအောင်ခေါ်ထုတ်သွားခဲ့ခြင်းလည်းဖြစ်ပါတယ်။တစ်ဖက်မှာတော့ Godzilla ရဲ့ Universe Monsterverse မှာရှိတဲ့ဘောလုံးကွင်းတစ်ခုမှာဆိုရင် Lex Luthor နဲ့ Enchantress တို့က King Shark ကိုတိုင်ကီတစ်ခုတည်းကိုပိတ်ထည့်ထားပြီးတော့ Santam မူတစ်ခုကိုလုံနေကြပါတယ်။ Amanda Waller ကလည်းသူတို့ကို TV screen ပေါ်ကနေပြီးတော့ကြည့်ရှုပြီးကြည်ကြံနေပါတယ်။ Lex အပြင် Captain ိန်ကိုဟာလီကွင်းတခြားမန်ပါတွေအကုန်လုံးကလည်းတီတက်ကိုစီမရှင်တွေလောက်ခိုင်းထားတာကိုမြင်လိုက်ရပါတယ်။ဘေးနားမှာရှိနေတဲ့ကော်လိုနယ်ကတော့ phase 2ဆိုတဲ့ဒုတိယအဆင့်ကိုတက်ဖို့အတွက်ကိုစိတ်ဆောနေတယ်။အမန်ဒါဝေါ်လာကတော့သူ့ရဲ့ plan အတိုင်းပဲသူ့ရဲ့အကြံအတိုင်းသာလုပ်ဖို့အတွက်အမိန်ပေးထားပါတယ်။ And here we go ဆိုပြီးတော့ Enchantress က plan ကိုစတင်လိုက်ပါတယ်။ဇာတ်တခုမှာရှိနေတဲ့မောင်းကိုဆွဲလိုက်ခြင်းက King Shark ရဲ့ရေတိုင်ကြီးကြီးကိုဓာတ်ရိုက်ပါဝါပေးလိုက်ပြီးတော့ရေတိုင်ကြီးကြီးကပောက်ကွဲထွက်သွားခဲ့ပါတယ်။ဒဇက်ထဲမှာပဲဖြစ်လာတော့မဲ့ Andy ရဲ့ကိုခံစားမိတာကြောင့်ရေအောက်မှာရှိနေတဲ့ Godzilla ကလည်း ည်းမျက်လုံးပွင့်လာခဲ့ပါတယ်။တစ်ဖက် Universe မှာတော့ Justice League အဖွဲ့တွေကဝစ်ဆုံပြေးဝစ်ပြီးတော့ Lex Luthor ကိုနောက်ဆုံးတွေ့ခဲ့တဲ့ signal ရခဲ့တဲ့နေရာတဲကန်နာရာတစ်ခုစီမှာလာပြီးတော့ရှာနေကြတာကိုမြင်ရပါတယ်။ဗတ်ဒီနီယာကြီးကဟင်းလင်းပြင်ကြီးအတိုင်းပဲနေရာမှာတော့ Leo Second တစ်ခုရှိနေတာဖြစ်ကြောင်းကို Superman ကပြောပြလိုက်ပါတယ်။ဆိုတော့ဒီရက်ကိုဝင်ဖို့အတွက် Wonder Woman ကစပြီးတော့မြေကြီးကိုထိုးခွဲပြစ်ဖို့လုပ်တဲ့အချိန်မှာ Mr. Terrific ကသူ့ရဲ့နီးပညာနဲ့ပဲ hack လုပ်လိုက်ပြီးတော့မြေရောက်တကားကြီးကိုဖွင့်ပေးလိုက်ပါတယ်။ရောက်တဲ့အချိန်မှာတော့ဒီ scan ထဲမှာရှိနေတာက portal ကြီးတစ်ခုဖြစ်နေတယ်။ဒီ portal ဒီ Lex Luthor ရဲ့နောက်ဆုံးခြေရာလည်းဖြစ်တာကြောင့် Porter ရဲ့တစ်ဖက်ချမ်းမှာ Lex Luthor ရှိနေမယ်ဆိုပြီးတော့ကောက်ချက်ချခဲ့တာဖြစ်တာကြောင့် Justice League အဖွဲ့တွေက Porter ကိုဖျက်ပြီးတာလိုက်ဖမ်းကြဖို့အတွက်ကိုပြင်ဆင်ကြပါတယ်။ဒါပေမဲ့မဝင်ခင်မှာ Batman ကတခုခုကို Batwing ပေါ်ကနေလေရင်ပေါ်ကနေပြီးတော့ယူစရာရှိတယ်ဆိုပြီးတော့ပြောလိုက်တာကိုလည်းမြင်လိုက်ရပါတယ်။တစ်ဖက် Monsterverse မှာတော့အခုနဆန်တက်ခံလိုက်ရတဲ့ King Shark ကိုလူတွေကဝိုင်းပြီးမေးနေကြတယ်။ King Shark ကြားရလား King Shark ကြားရလားဆိုပြီးတော့ Orden နဲ့အတူ King Shark ဒီဘလုံးပွဲကြီးကိုကင်ပြီးတော့ထလာတဲ့ Godzilla size Titan Monster ကြီးတစ်ကောင်ဖြစ်လာပြီ ဆိုတာကိုမြင်လိုက်ရပါတယ်။အမန်ဒါဝေါ်လာကဒီစန်တက်မှုကိုဘေဒါတက်စ်လို့ခေါ်တယ်။အကောင့်ကြီးသွားတဲ့အဖက်ကကြာရှည်မှခံလောက်ပေမဲ့ကြီးသွားတဲ့ site နဲ့ဖြက်စီးနိုင်စွမ်းကဘလောက်ထိရှိလဲဆိုတာကိုစမ်းသပ်ချင်တာဖြစ်ပါတယ်။ဘတ်ဆိုဂျိုအနေနဲ့ကတော့ King Shark ရဲ့ငကိုရှိတဲ့အသိဉာဏ်တစ်တစ်လေးကပါပျောက်သွားခဲ့ပြီးတော့ Monster ကြီးတကောင်လုံးလုံးကိုဖြစ်သွားခဲ့ပြီးလူတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ And of course ကဘာပေါ်မှာအကောင့်အကြီးကြီးတစ်ခု Andy ရဲ့အကြီးကြီးတစ်ခုကိုခံစားမိပြီဆိုတာနဲ့ Godzilla ကလည်းရေထဲကနေပြီးတော့ထလာခဲ့ပါတယ်။တစ်ဖက်မှာတော့ Portal ကိုဖြတ်လာကြတဲ့အခါ Hero တွေက Score Island ဆိုတဲ့ K ကင်းကောင်ရဲ့ကျွန်းပေါ်ကိုရောက်လာခဲ့ကြပါတယ်။အန်ဘတ်မန်ဒီဖြစ်လာမဲ့အန်ဒီယေကိုကြိုပြီးတော့ရင်ဆိုင်ထားဖို့အတွက်ဘတ်ဝင်းကိုသူ့ရဲ့လေရင်ပြန်ကြီးကိုဆက်တနက်ကင်ထားတဲ့ဘတ်မန်ဆက်ရုပ်ကြီးအဖြစ်ပြောင်းလဲထားပြီးတော့ခေါ်လာခဲ့ပါတယ်။တိုက်ပြီးတော့မကြလိုက်ပါဘူး။စကော့အိုင်လန်ကမော့စတာတွေကလည်းချက်ချင်းပဲပြန်ထွက်လာပြီးတော့စူပါမန်တို့ကိုစတင်တိုက်ခိုက်ပါတော့တယ်။စူပါမန်တို့ကပုံမှန်ပဲဆိုပြီးတော့ထင်ပြီးရှင်းချနေပေမဲ့အကောင်တကောင်လျက်စစ်နဲ့ပြစ်လိုက်ခြင်းကစူပါမန်ကစူပါဂေါ်ကိုကောနာကျင်သွားစေတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ပြန်နေတဲ့အကောင်တွေကိုတော့ flash ကလေပွေတွေလုပ်ပြီးတော့အမြန်ရှင်းပေးနိုင်ခဲ့ပေမဲ့သူတို့ Universe မဟုတ်တာကြောင့်ဒီကဘာမှာ Superman တို့ကလည်းတိတ်ပြီးတော့ထူးခြားမနေဘူးဆိုတာကိုပါသိလိုက်ရပါတယ်။ဒါပေမဲ့တော့ Amanda Waller တို့ကစီစဉ်ထားကြတဲ့အတိုင်းဖြစ်လာနေပြီ။ TV ပေါ်မှာဆိုရင်သူတို့မြင်နေရတာက King Shark နဲ့ Godzilla တို့ကထိတိုက်ချနေကြတာဖြစ်ပါတယ်။ဒါကြောင့် Colonel Lee ထပ်ပြီးတော့ Phase 2စီကိုတုံမြင်ဖို့အတွက် Amanda Waller ကိုလမ်းပြီးပြောလိုက်ပါတယ်။ Bad Amanda Waller ကတော့ထုံးစံအတိုင်းသူကအထက်စီးကပဲနေခြင်းနဲ့ဆုံးဖြတ်ချက်ကိုသူပဲချမယ်ဆိုပြီးတော့ Colonel Shaw ကိုပါဇက်ပိတ်ပေးလိုက်ပါတယ်။ King Shark က Godzilla ကိုရှင်ချဖို့ဆိုတာတော့မဖြစ်နိုင်ပါဘူး။ Godzilla ကဒီကောင်ကို level ကနေပြီးတော့ကိုက် က်ပြီးဂိုင်ပေါက်ပြက်လိုက်တာကိုမြင်ရတယ်။နောက်ဆုံးပါဇက်ကိုဖျဲပြီးတော့တရေတွေထိုးထဲဖို့အတွက်လုံနေတဲ့အချိန်မှာသူရှုံးသွားပြီဆိုတဲ့စကားနဲ့အတူ Lex Luthor တို့ကလည်း base ကိုပြန်ရောက်လာကြပါတယ်။ And yes King Shark ကတကယ်လည်းရှုံးသွားခဲ့ပြီးသူရဲ့ Titan effect တွေကလည်းပြေလျော့သွားခဲ့ပြီးတော့အကောင်လေးပြန်ပြီးတော့သေးသွားတယ်ဆိုတာကိုမြင်လိုက်ရပါတယ်။ Godzilla ကလည်း threat တစ်ခု Andier တစ်ခုဆိုပြီးတော့မခံစားရတော့တဲ့အချိန်မှာသူ့ဘာသာရေထဲပြန်ပြီးတော့ဒူးသွားခဲ့ပါတယ်။ဒီအချိန်မှာ Colonel ကအချိန်လေးကောင်းနဲ့အစစ်နှစ်ကိုတတ်ကြမယ်ဆိုပြီးတော့အမိန်ပေးလာတဲ့အခါမှာတော့ Amanda Waller ကဝင်ပြောလာပြန်ပါတယ်။ It's not your ခေါ်အဲ့ဒါကနင်းရဲ့ဆုံးဖြတ်ချက်နင်းကြိုက်တွေရမယ့်ကိစ္စမဟုတ်ဘူးဒါငါရဲ့ operation ပဲဆိုပြီးတော့ပြောရင်စကားအခြေတင်များလာကြပါတယ်ဘက်တရီညင်းခုန်နေကြတော့မှ Godzilla ဒန်းတူကြောက်ဖို့ခေါင်းနဲ့ King Kong ကလည်းလှုပ်ရှားလာပြီဆိုတာကို TV ပေါ်မှာမြင်လိုက်ရပါတယ် King Kong ကသူ့ရဲ့ကျွန်းပေါ်ကိုကျူးကျော်လာကြတဲ့ Justice League အဖွဲ့ကိုကြုံဖို့အတွက်ရင်ဘတ်ကိုတုံးချက်ထူရင်ခုံစင်လာခဲ့ပါပြီချိန်မှာ Part 1နဲ့မှာ King Kong နဲ့တိုက်ခဲ့မှုတဲ့ Super Girl ကသူငါတို့ကိုမှတ်မိနေမလားဆိုပြီးတော့တွေးမိနေသေးပေမဲ့ King Kong ကမှတ်မိပုံမရဘူး Justice League တွေကိုမီဟီးပြီးတော့တိုက်ခိုက်ဖို့အတွက်ပြင်နေပါပြီ တစ်ဖက်မှာတော့သူတို့ရဲ့ plan တွေကိုဘတ်မန်တို့ကဝင်ရှုပ်ပြီဆိုတာကိုမြင်လိုက်ရတဲ့အခါမှာအမန်ဒါဝေါ်လာကကြောင်သွားခဲ့တယ်။ကော်လနာကိုဘာအကြောင်းကြောင့် Justice League တွေကဒီကိုရောက်လာကြလဲဆိုပြီးတော့မေးတယ်။ဘတ်ကော်လနာကသူ့ထက်ပိုပြီးတော့အကြံကြီးနေတာ Evil ဆန်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။သူကအမန်ဒါဝေါ်လာကိုတနက်နဲ့ပြစ်တက်လိုက်ပြီးတော့ဘယ်သူအာခံကျင်သေးလဲဆိုပြီးတော့မေးတယ်။အေးဒါဆိုရင်ဒုတိယအဆင့်ကိုစကြမယ်ဆိုပြီးတော့ပြောရင်းနဲ့ comic ကိုအဆုံးသတ်သွားခဲ့ပါတယ်။ဆောင်ရမ်းလိုက်ပါတယ်။ဒီခေါက်မှာဆိုရင် Suicide Squad member တွေဒီ Monster အကြီးကြီးတွေဖြစ်လာကြပြီးတော့ Titan နေနဲ့ခြားကြမှာ Justice League တို့နဲ့ ်ချကြမာတွေကိုမြင်သွားရလိမ့်မယ်လို့ထင်ပါတယ် Killer Croc အကြီးကြီးတို့ Peacemaker အကြီးကြီးတို့ဆိုရင်လည်းကြည်ရတာမိုက်မှာအသေးချပါပဲ Predator တို့ကရောကြိုက်ကြရလားရှင်းနှစ်ကလိုပဲအစအဆုံးတင်ပေးရမလားဆိုတာကို Part 2ဆိုပြီးတော့ comment section မှာရေးသွားပေးခဲ့ကြပါအောင် And as always guys ဗီဒီယိုလေးတွေကိုကြည့်ကြလို့ channel ကိုတိုင်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံမြောက်ကြည့်ပေးကြဖို့ရဲတက်လာတဲ့ညညာလေးတွေကိုစောင်းအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်